ချိုးဝှက်ချက်တွေကိုတဦးချင်းစီကပိုင်ဆိုင်ထားတဲ့အတွက်အာနာပိတ်မိနေတာမျိုးပါဝါလော့အင်ဖြစ်တာဖြစ်ပါတယ်2017 RTV နောက်ပိုင်းပေါ်ပေါက်လာတဲ့တင်တက်တစ်ခုဖြစ်တဲ့ Tanwin Institute ဟာရေချိုင်းလုပ်ငန်းစဉ်မှာ truck 1.5ရော truck 2ဆွေးနွေးမှုတွေကိုဦးဆောင်စီမံနေတာပါတရားဝင်ရောတရားမဝင်တဲ့အခြေအနေတွေနဲ့ထိတွေ့မှုတွေပါပါဝင်အောင်ပြောချင်တာပါ EO တွေက IUGNC အပြည့်အဝအာနာမပြစ်ဝါတဲ့ ဖွဲ့မပြစ်သေးဘူးလို့မြင်တဲ့အတွက်ကြောင့်ပြည်သူအစိုးရဆိုတဲ့အတော့နှုတ်ကိုတောင်တိတိကျကျတုံနှုတ်တဲ့အနေအထားမှာစစ်စစ်ခဲ့ကြပါတယ် Digital မြန်မာချက် DMMA စနစ်ဟာ Stella နောက်ဝပေါ်မှာ Mid လောက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီ reddit ကပေါက်ကြားလာတဲ့သတင်းတွေရဝန်ကြီးချုပ်အချို့တော်မှစနစ်တကျငွေထောက်သုံးဆွဲထားတာတွေ့ရပါတယ်။မြန်မာနိုင်ငံရေမုန်တိုင်းကြားမှာမဲဆောက်မှာခင်းခဲ့တဲ့ငင်းဆိုင်စကဝိုင်းဟာတော်လိုင်းခရီးအတွက် လမ်းစားချတဲ့ခြေလမ်းအသစ်တစ်ခုလား2023နိုဝင်ဘာ20ရက်23ရက်နေ့တွင်မှာထိုင်းနိုင်ငံမဲဆောက်မြို့မှာ Joint Coordination Body JCP နဲ့တာဝန် Institute ဦးဆောင်ပြီးတော့ငင်းချိုင်ဆွေးနွေးပွဲတရက်ရှိုးဝဲကျင်းပခဲ့ပါသေးတယ်။အဲ့ဒီပွဲမှာစက်ကောက်စီ UNG EAO ကိုယ်စားလှယ်တွေပါတရားခေါ်ယူဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ပေါဝင်သူတွေနဲ့အဓိကတွေ့ဆုံခဲ့တဲ့အခြေအနေကအဲ့ဒီဆွေးနွေးပွဲမှာ SCA လက်မှတ် ရေးထိုးထားတဲ့ KNU CMF လို့ EAO တွေကကိုယ်စားလှယ်တွေလည်းပါဝင်ခဲ့တယ်လို့ NCA မထူးရသေးတဲ့ KIO KIA KMPP TNA နဲ့ PDF ကိုယ်စားလှယ်တွေတော့မှပါရှိခဲ့ပါတယ်စစ်ကောင်စီဘက်က NSPNC အဖွဲ့ဝင်တွေ UNG နဲ့ CRPA ကဒုတိယဗန်ဒိုင်းဝင်ကြီးမင်းစေရဦးတို့ UNG ရဲ့အဓိကအဖွဲ့ဝင်ဖြစ်တဲ့ဒေါက်တာဆာဆာတို့ CRPA ဥက္ကဋ္ဌကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြပါတယ် ါပေမဲ့စစ်ကောင်စီနဲ့ NUG ရဲ့ CRP8 ကိုယ်စားလှယ်တွေကတော့ဒီစပွဲထဲမှာထိုင်ပြီးတော့ဆွေးနွေးခဲ့ကြတာမဟုတ်ပါဘူး။တိချားစီတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။တရားဝင်ဆွေးနွေးပွဲတွေမှာ NUG နဲ့ EO တွေကြား Federal တိစားပုတ်အတွက်အာဏာခွဲဝေမှု Top Down Bottom Up အမြင်ကွာခြားချက်တွေရှိခဲ့ပါတယ်။ဒါပေမဲ့2023အဲ့ဒီနိုဝင်ဘာ20 23ရက်နေ့တွေမှာအာဆီယံရဲ့အထူးတန်တမန်ဂျောင်းဝေဆောင်ရွက်မှုနဲ့စစ်ကောက်စီနဲ့ UNG ကိုယ်စားလှယ်တွေ တီချာတွဲဆုံမှုတွေရှိခဲ့တယ်ဆိုပြီးတော့လည်းသူရဲ့အစီရင်ခံစာထုတ်ပြန်ချက်မှာပါဝင်လာတွေ့ရပါတယ်။အဲ့ဒီတီချာတွဲဆုံမှုတွေကနေလူသားချင်းစာနာထောက်ထားမှုအဲ့ဒီအကူအညီနဲ့ဒေသနယ်မြေထိတ်ချုပ်မှုဆိုင်ရာဆွေးနွေးချက်အချို့ရှိခဲ့ပေမဲ့အများသိအောင်တော့ထုတ်ဖော်ပြောဆိုတာမျိုးမရှိသေးပါဘူး။ဒီဆွေးနွေးပွဲတွေရဲ့နောက်ကွယ်မှာဖက်ဒရယ်စနစ်အခြေခံမှုတွေနဲ့ပတ်သက်ပြီး UNG နဲ့တိုင်းဒေသအဖွဲ့တွေကြားသဘောတူညီချက်မှုကြမ်းတွေ ရရှိခဲ့တယ်လို့အယူချက်ဒုတိယဘန်ဒါရုံးဝန်ကြီးမင်းစီယာဦးကတော့ဖွင့်ဟခဲ့ပါတယ်။အနာဂတ်ဖက်ဒရယ်အစိုးရအတွက်ဖက်စည်းပုံမူကြမ်းလုပ်ငန်းစဉ်တွေပူးပေါင်းဆောင်ရွက်ဖို့သဘောတူခဲ့ကြတယ်လို့ဆိုပါတယ်။ဒါအပြင်မှာကိုစီရီအရာပူးပေါင်းဆောင်ရွက်မှုတွေတောင်မှရှိခဲ့တယ်လို့လည်းတန်တရားရပါတယ်။မြန်မာနိုင်ငံအနောက်မြောက်နဲ့အရှေ့တောင်ပိုင်းတိုက်ပွဲတွေမှာ AO နဲ့ PDF တွေပူးပေါင်းပြီးစစ်ကောင်စီတပ်တွေကိုနံမြေပြန်သိမ်းနိုင်ခဲ့တာတွေကဒီဆွေးနွေးပွဲနောက်ခံကပူးပေါင်းထားတဲ့သဘောတူညီချက်တွေကြောင့်ဖြစ်နိုင်တယ်ဆိုပြီးတော့တောက်တက်ကြတာလည်းရှိပါတယ်။ ုင်ငံတကာနဲ့သပ်ပါတီတွေရဲ့ရှုံးဝဲအထောက်ပံ့တွေလည်းရှိနေခဲ့ပါတယ်။ဥပမာ2024နိုဝင်ဘာမှာအိန္ဒိယအစိုးရရဲ့ Center for Policy Research နဲ့ပူးပေါင်းပြီးတော့ Federal ပြည်ပြည်ရေးသင်ကန်းစာများဝေမှုတွေပြုလုပ်ခဲ့တာရှိပါတယ်။စစ်ကောင်စီကိုယ်စားလှယ်တွေတောင်မှပါဝင်ခဲ့တာတွေ့ရမှာဖြစ်ပါတယ်။တန်လွင် Institute ရဲ့အခန်းကဏ္ဍလေးနည်းနည်းလေးပြောပြချင်းပါတယ်။2023အာနာတေးဗီနောက်ပိုင်းပေါ်ပေါက်လာတဲ့တင်တက်တစ်ခုဖြစ်တဲ့တန်လွင် Institute ဟာရေးချရေးလုပ်ငန်းစဉ်မှာ truck 1.5ရော truck 2ဆွေးနွေးမှုတွေကိုဥစားစီမံနေတာပါ။တရားဝင်ရောတရားမဝင်တဲ့အခြေအနေတွေနဲ့ထိတွေ့မှုတွေပါပါဝင်တော့ပြောချင်တာပါ။နိုင်ငံကအဖွဲ့အစည်းတွေပညာရှင်တွေနဲ့လွတ်လပ်တဲ့မြန်မာနိုင်ငံရဲ့ဒီတုကကျွမ်းကျင်သူတွေပါဝင်တယ်လို့တော့ယူဆရပါတယ်။သူတို့တွေဟာလက်ရှိအခြေအနေမှာငြိမ်းချမ်းစွာတွေးဆဆွေးနွေးနိုင်ဖို့ဒေကင်းနဲ့ platform တစ်ခုဖန်တီးပေးနေတယ်လို့ပုံဖော်ထားတာဖြစ်ပါတယ်။2025 match လ ရန်ကုန်မှာရှိတဲ့အိန္ဒိယတန်ရုံမှာခြေပောက်ခဲ့တဲ့ Federal ဆွေးနွေးပွဲမှာတန်လွင် Institute ရဲ့ပါဝင်မှုကအဲ့ဒီဖွဲ့စည်းရဲ့အရေးပါမှုပို့ပြီးတော့မိမောက်ထိုးပြနေတာတွေ့ရပါတယ်။မိတ်ဆက်တဲ့အနေနဲ့၆ရက်ရယ်ဆိုရင်တော့မဲဆောက်ငိမ့်ချိုင်းဆွေးနွေးပွဲတွေအတွက်ဒါတွေဟာကနအူးခြေလမ်းတွေဖြစ်ပါတယ်။ JCB က2018မှာဒေါ်ဆဆူကြီးကိုတိုင်ပါဝင်ခဲ့ပြီးတော့2016မှာစတင်ပြီးစီစဉ်ခဲ့တာပါ။ငိမ့်ချိုင်းဆွေးနွေးပွဲအတွက် Joint Coordination Body တခုကိုဖန်တီးတာဖြစ်ပါတယ်။ အဓိကငေးချမ်းရေးဆွေးနွေးပွဲရန်ပုံငွေတွေရထားချက်တွေကိုစီစဉ်ခဲ့ကြတာပါမဲဆောက်ငေးချမ်းရေးဆွေးနွေးပွဲကမြန်မာတော်လှန်ရေးအတွက်တော့ရှုပ်ထွေးနဲ့နဲ့ပေမဲ့အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့စည်ရေးပူပေါင်းဆောင်ရွက်မှုတွေအတွက်လမ်းကြောင်းအသစ်တွေပေါ်ဆောင်ပေးတဲ့အရေးပါတဲ့ဖြစ်စဉ်တစ်ခုလို့တော့ဆိုကြပါတယ်ပြောလို့လည်းရပါတယ် JCB နဲ့မဲဆောက်အနာဂတ်စားပွဲတွေကိုကြည့်အောင်ပါမြန်မာနိုင်ငံရဲ့ ကောင်းပြတ်ဆက်ခတ်တွေဖြစ်နေတဲ့အချိန်မှာတန်လွင်စကဝိုင်းလို့အမည်ရတဲ့ JCB Joint Coordinating Body အဲ့ဒီဆွေးနွေးပွဲကအနာဂတ်အတွက်ဘာကိုပေါ်ညွှန်းလာလဲ2025ဒီလဇွန်လ9ရက်နေ့ထိုင်းနိုင်ငံမှာဆောက်မှတန်လွင် Institute ကဥဆောင်ကျင်းပခဲ့တဲ့အဲ့ဒီပွဲဟာမြမအရေးကိုဘယ်လိုပုံဖော်နေမလဲဘယ်သူတွေပါလဲအဲ့ဒီဆွေးနွေးပွဲနောက်ကွယ်က view ဟာတွေတော်လိုက်ဖွဲ့စည်းရဲ့အတွင်ပိုင်းလောက်ခတ်တန်တွေနဲ့အပြည့်စုံလိုက်တဲ့အာနာလောဆိုးဘက်တွေကိုတေချာလေးပြပြချင်ပါတယ် JCB ဆိုတာကမြန်မာရေချိုင်လုပ်ငန်းစဉ်အတွက်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တစ်ခုပါအဲ့ဒီဆွေးနွေးပွဲမှာ UNG UNCC CRP အိနဲ့ AO တွေကိုယ်စားလှယ်ပါဝင်ခဲ့ကြပါတယ်ဆိုတော့18ရက်နေ့ထပ်မံကျင်းပဖို့ရှိနေတာကဒီ9ရက်နေ့ဆွေးနွေးပွဲရဲ့အရေးပါမှုကိုဖော်ပြနေတာဖြစ်ပါတယ်ဒါပေမဲ့ဒီပွဲရဲ့ထူးခြားချက်က UNG ရဲ့ကိုယ်စားလှယ်အချို့ဟာတရားဝင် UNG ရဲ့အမိတ်စာမန်ဒိတ်မပါဘဲကိုယ်ပိုင်တဘောနဲ့တက်ရောက်ခဲ့တယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေတာပါပဲ။ ဒီချက်တွေက IUD အတွင်းပိုင်းအချင်းချင်းညီနိုင်မှုတွေမှာဖိအားတွေရှိနေတဲ့ဆိုတာရှင်းရှင်းလင်းလင်းပြသနေတာဖြစ်ပါတယ်။ EU တွေက IUD နဲ့ CIA ပြည်တွေကိုတရားဝင်အာဏာမပစ်ဝါတဲ့အဖွဲ့မပစ်သိဘူးလို့မြင်တဲ့အတွက်ကြောင့်ပြည်သူအစိုးရဆိုတဲ့အတုံးနှုတ်ကိုတောင်တိတိကျကျတုံးနှုတ်တဲ့အနေအမှာစစ်ဆေးခဲ့ကြပါတယ်။ဖက်ဒရယ်တမတော်ပဋိပက္ခအလွန်အာဏာခွဲဝေမှုနဲ့ပေါ်လစီတွေမှာသဘောထားကွဲလွဲမှုတွေကြီးကြီးမားမားပေါ်ပေါက်ခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးရဲ့နောက်ခံစပွန်ဆာဖြစ်တဲ့ UNDP နဲ့ NDI တို့ပါဝင်နေတာကတော့ထူးခြားပါတယ်ဒါဟာပုံမလှူရှားလာမဲ့စစ်အလွန်အသွင်ကူးပြောင်းရေးအုပ်ချုပ်မှုဆိုင်ရာညီနိုင်ဆွေးနွေးမှုတွေအတွက် ground war လို့ခေါ်တဲ့အပြင်ပြင်ဆင်မှုဖြစ်နိုင်တယ်လို့လည်းသုံးသပ်နိုင်ပါတယ်ဒါဟာအနာဂတ်အတွက်လမ်းခင်းနေတာလားလက်ရှိအခြေအနေကိုလေ့လာရှုတာလားအိမ်မက်တွေကိုတည်ဆောက်နေတာလားဆိုတော့ရှင်းရှင်းလင်းလင်းမေးခွန်းထုတ်ဖို့လိုအပ်ပါတယ် 2021ကနေ2025အတွင်း UNG CRPA UNCC နဲ့အခြေအနေတွေကိုတင်ပြချင်ပါတယ်။အဲ့ဒီအခြေအနေတွေအစိုးရဘက်ဆိုင်ရာဒေတာကြည့်မယ်ဆိုရင်တော့သိချပါတယ်အတွင်းပိုင်းပြဿနာတွေတိတိတတ်တာခေတ္တရှားရှားပေါ်လွင်ပါတယ်။ UNG UNCC CRPA တောက်ဖက်ဆိုင်စနစ်ဟာမြတ်တမှုကင်းမဲနေပါတယ်။ UNCC က CRPA ကိုအမြဲတမ်းအခြေပခံထားတာဖြစ်တယ်လို့ CRPA ကလည်း UNG ကိုတောင်းလွယ်ပေးပေမဲ့အတွင်းပိုင်းစစ်ဆေးမှု internet chess မရှိပါဘူးဒါဟာပုံမှန်မဟုတ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရေးရ informal constitutional lesson ဖြစ်နေပါတယ်သူတို့ဟာတရားဝင်ရွေးကောက်ခံမှုမရသေးပေမဲ့ပြည်သူတဘောတူညီမှုရထားတဲ့ဆိုတဲ့အမျိုးမှချက်အပေါ်ဆက်ပြီးမတည်ငြိမ်နိုင်ပဲဗျာပတာဖြစ်နေတဲ့အခြေအနေမှာရှိနေပါတယ်အုတ်ချုပ်ရေးအာဏာကို မျိုးမှန်းနေပေမဲ့လည်းတိဆက်အာဏာမရှိသေးတာဟာကြီးမားတဲ့စိတ်ကုန်မှုကြီးတစ်ခုဖြစ်ပါတယ်ဒါအပြင် UNG ရဲ့ UNG Pay ခက်ခက်မမပြောလို့ရတာတွေ database အခြေခံအသက်သေတွေရှိပါတယ်။ခုပါတော့ကိုလေ့လာလို့လည်းရတယ်။ Reddit မြန်မာပါသုံးသပ်ထားရှိပါတယ်။ခြုံငုံပြီးတော့ဆွဲထုတ်လို့ရတယ်။ဒါမှပြတ်ပြတ်ပါမယ်။ Digital မြန်မာချက် DMMA စနစ်ဟာ Stellar နောက်ဝပေါ်မှာ Mid လောက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီ Reddit ကအောက်ကြားလာတဲ့သတင်းတွေရဝန်ကြီးချုပ်အချို့တော့မှစနစ်တကျငွေထုတ်သုံးဆွဲထားတာတွေ့ရပါတယ်။ခိုင်ခိုင်မာမာပြောတာဖြစ်ပါတယ်။ပွေလင်းမြင့်တာမှုမရှိတဲ့ Crypto Dark Revenue စနစ်ဟာပြည်သူယုံကြည်မှုကိုပျက်စီးစေပြီးယုံကြည်မှုအကြတဲ့ trust crisis ကိုဖြစ်ပေါ်စေပါတယ်။ပွေလေးမြင့်တော်မှုဆိုတာနိုင်ငံရေးအသက်ပါ။အသက်သွေးကြောပြတ်သွားရင်တော်လာရေးတက်ဆွန်ကြိုးပမ်းမှုတွေအလုံးအချင်းနီးဖြစ်သွားနိုင်ပါတယ်။ Reddit forum အဲ့ဒီအချက်လက်တွေအရ UNG ရဲ့အကြီးမားဆုံးပြဿနာဟာဘသူမှဘသူကမှမဖြုတ်နိုင်ဆိုတာပါပဲ။ကျွန်တော်တို့အဆိုအရတရားအနည်းတရားအနေထားလဲဆိုတဲ့သဘောပါ။ ချိုးဝှက်ချက်တွေကိုတဦးချင်းစီကပိုင်ဆိုင်ထားတဲ့အတွက်အာနာပိတ်မိနေတာမျိုးပါဝါလော့အင်ဖြစ်တာဖြစ်ပါတယ်။ IUCC ကနေ CRPA UNGC ကိုဖယ်ရှားဖို့ကြိုးစားတဲ့မူကနိုင်ငံညီနိုင်မှုတွေကိုပိုပြီးခက်ခဲစေပါတယ်။ဒါဟာအချက်လက်တွေနဲ့ခက်ခဲမှမှပြောလို့ရတဲ့အခြေအနေဖြစ်လာပါပြီ။ဒါဟာဓာစကန်ဖြစ်နေတဲ့အခြေအနေနဲ့တူပါတယ်။အုပ်စုတစုကတခြားအုပ်စုကိုမဖက်ရှားနိုင်ပြီးမကောင်းရင်ဖြုတ်ထုတ်လို့မရတဲ့အခြေအနေအိမ်မိနေတဲ့အခြေအနေကရှေ့ဆက်ရတာဟာခက်ခဲနေအောင်မှာဆိုတော့တိဖို့လိုအပ်ပါတယ် တာဟာဖောက်ထုတ်နေတာမဟုတ်ပါဘူးအချက်လက်ကိုကိုယ်ကလေ့လာလို့ရပါတယ်အေအိုအများစုက IUCC UNG ရဲ့ Federal လက်ပြမြေပုံ Federal Roadmap ကိုအပြင်ကအရေးထားတဲ့ဆောင်ရွက်မှာပါတဲ့ကွဲပြားနေတဲ့သဘောထားလို့ပဲခံယူထားတာဖြစ်ပါတယ် EAO အချို့က CRPA UNG ကိုတော်လိုက်အောက်ချုပ်မှုကိုအချိန်အတိုင်းတာတစ်ခုတာလို့တာမျောလင့်နေပြီးတော့စီးအောင်မြင်မှုနောက်ပိုင်းဖြစ်ပြီးပုံရေးဆွဲရမှာဒေသခံအတန်မပေါဝင်သေးတာက ဖက်ဒရယ်စနစ်ပျက်စီးဖို့အတွက်အလားအလာတစ်ခုဖြစ်နေပါတယ်။ဒါဟာခိုင်မာတဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်အရေးရှိမှစိတ်ခေါ်မှုကြီးတစ်ခုဖြစ်ပါလေ။ JCB နဲ့ပြန်ပြီးတော့ဆက်လိုက်ရအောင်။ JCB ဟာ CRPA UNG AO တွေကြားမှာအဲ့ဒီဖွဲ့စည်းပုတ်အခြေခံဥပဒေဆိုင်ရာအစီအစဉ် Constitutional Arrangement ပြီးရင်စစ်အပြီးမှာအတွင်ကူးပြောင်းရေးမှုပါ Post Military Transition Framework တည်ဆောက်ဖို့အတွက်မြင်သာမှုရှိတဲ့တစ်ခုတည်းသော မဟာပြည်ပညီနိုင်ပွဲအနေနဲ့ပါဝင်ခဲ့တာဖြစ်ပါတယ်။ဒါဟာ UNG အတွင်းမဖြုတ်နိုင်တဲ့အတွင်းပိုင်းပဋိပက္ခ UNCC ရဲ့တရားဝင်အမိန့်စာမပါတဲ့ရေးဆွဲမှု CRPA ရဲ့အာဏာလွှဲပြောင်းပေမဲ့တာဝန်ခံမှုမရှိခြင်း EU ရဲ့ပြိုင်ဖက်အုပ်ချုပ်မှု Parallel Governance တောင်းဆိုတန်တွေကြောင့် JCB ညီလာခံမှာအဓိကအချက်တွေအနေနဲ့ပေါ်ပြထားပေမဲ့ထီထီရောက်ရောက်အာဏာပိုင်အဖွဲ့တစ်ခုဖြစ်လာဖို့ချီနောင်မှု Biden မကနစ်စင်မရှိသေးပါဘူးဆိုတော့သိရပါတယ်။ပြီးတော့ဒီဟာကိုနီကောချုပ်ရမယ်ဆိုရင်တော်လိုင်းအောင်ပွဲမခံသေးခင်အုတ်ချုပ်ရဲ့အရေးချင်းမပြည့်စုံသေးခင်မှာဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်းဟာနိုင်ငံရေးအရအကောင်နဲ့အစအုပ်ရေးရတခုသာဖြစ်နိုင်ပါတယ်။ ICC ရေးဆွဲနေတာမျိုး JCB ဟာတော်လိုင်းအစိုးရတွေကြားဆက်ဆံရေးပြုပြင်တဲ့ပြည်လမ်းတစ်ခုလို့တော့ဖြစ်ပေမဲ့အများပြည်သူယုံကြည်မှုမရှိအဖွဲ့စည်းအတွင်းမြတ်တမှုမရှိ ငွေကြေးရင်းမြစ်မတရှင်းတိဆက်အနာမရှိတဲ့တော်တိုင်းအုပ်စုတစုဟာဘယ်လိုပုံစံနဲ့ပဲပေါ်လာပါစေတည်တန်းခိုင်မြဲတဲ့အုပ်ချုပ်ရေးဂါဗာနက်တခုတော့မဖြစ်နိုင်ဘူးဆိုတာကိုချင်းချင်းလေးလေးပြနေပါတယ်ဒီလိုအခြေအနေတွေအောက်မှာမြန်မာတော်လိုင်းရေးကောင်းဆောင်တွေကဘယ်လန်းကိုရွေးချယ်မှလဲလို့စင်မအောင်တို့တခြားတခြား IUCC CRP IUG ရဲ့ကိုယ်စားလှယ်တွေကအပေါ်စီမန်တိတ်မကင်ပဲနဲ့တက်တဲ့ဆိုပေမဲ့လည်းဘာသဘောလဲချင်းချင်းလေးလေးထုတ်ပြန်ဖို့လိုပါတယ် သူတို့ရဲ့ယူသားမှုနဲ့အမှန်တကယ်ပြည်သူအကျိုးကိုရှေ့ရှုမှုအပေါ်မှာတော်လိုင်းရဲ့အနာဂတ်ဟာတည်မီနေတာဖြစ်ပါတယ်။ခေါင်းဆောင်တွေရဲ့ဆုပ်ဖြတ်ချက်တွေဟာမြမတမန်ရဲ့အလက်ပြားကိုဖန်တီးမှလားသို့မဟုတ်အေးဆုံးမျောပြစ်တော့မှလားဆိုတော့စဉ်းစားပြီးအများဆုံးလုတ်ကင်ဖို့လိုအပ်တယ်ဆိုတော့ကိုတင်ပြချင်းပါတယ်။ကျေးဇူးတင်ပါတယ်။